မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်ဘာထလီကျေးရွာကိုနိုဘာလ15ရက်နေ့မနက်9:00ခွဲလောက်ကစစ်ကောင်မရှင်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရသာ3ယောက်သေဆုံးပြီး4ယောက်ထပ်မင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်မရှင်ကလေကြောင်းကနေ Jet Fighter နဲ့ပေါင်900ဘုံကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ် ကနဦးတီထားသလောက်တေဆုံးသူ၃ဦးရှိပြီးနောက်ထပ်လဲ၄ဦးထပ်မနေတန်းရရှိထားတယ်လို့ရသေတောင်ဒေသခံမျိုးသားတယောက်ကပြောပါရယ်အသေးစိတ်အခြေအနေကိုစရင်ကောက်ယူနေတော့ဖြစ်ပြီးအိမ်တွေလဲထိခိုက်ပျက်စီးမှုတွေရှိတယ်လို့သိရပါရယ်ထိခိုက်တေဆုံးသူတွေရဲ့အသေးစိတ်အချက်အလက်တွေကိုတော့ DVB ကဆက်လက်စုံစမ်းနေစေဖြစ်ပါရယ် ရခိုင်ပြည်နယ်မှာအော်တိုဝါလာနောက်ဆုံးပတ်ကစပြီးစစ်ကောင်မရှင်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတာကြောင့်အရသာ ထိခိုက်သေးဆုံးတာတွေဇက်တိုက်ရှိနေပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေပုံမလို့ဆောင်လာတဲ့အတွက်ပြည်သူတွေအနေနဲ့စည်ရေးတတိအမြဲရှိကြဖို့နဲ့စစ်ကောင်မရှင်ရဲ့တိုက်ခိုက်မှုတွေကိုလက်တုံပြန်သွားမယ်လို့အေအေဘက်ကပြောဆိုထားပါတယ်ရှင်။ American ဆိုရကကြားဖြန့်တိုက်ဖြတ်ရေးအထူးအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ အဲ့ဒီအထူးဖွဲ့အနေနဲ့ဘာတွေလှုပ်ဆောင်နိုင်မှာလဲအမေရိကန်အခြေစိုက်မြမရေးဆောင်ရွက်သူတွေကိုတူတချန်တာကမေးမြန်းထားပါတယ်ရှင် crypto investment for American ဆိုရာက online ငွေလိမ်လုပ်ငန်းကြားဖြန့်တိုက်ဖက်ရေးသူပွဲ scam center strike full scope ဖွဲ့စည်းကြောင်း November 12ရက်နေ့ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်ထားတာပါ American ဆိုရာရဲ့ကြားဖြန့်တိုက်ဖက်ရေးသူပွဲဟာမြန်မာထိုင်းနယ်စပ်ကကြားဖြန့်လုပ်ငန်းတွေကိုတိုက်ဖက်ရေးအတွက်ဦးတည်ဖွဲ့စည်းထားတာဖြစ်ပြီးထိုင်းနိုင်ငံအပါအဝင်အရှေ့တောင်အာရှဒေသတွင်ဆိုရာလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ရှိနေပါတယ် အင်အားကြီးနိုင်ငံတွေဖြစ်တဲ့တရုတ်အိန္ဒိယတို့အပါအဝင်အရှေ့တောင်အခြားဒေသတွေနိုင်ငံတွေရဲ့နောက်ွယ်မှာဝှက်ထားတဲ့နိုင်ငံရေးသဘောထားတွေအပေါ်မှာမူတည်ပြီးလုပ်ငန်းအောင်မြင်မဲ့အတိုင်းအတာကိုတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ OFAC လို့ခေါ်တဲ့ Office of Foreign Assets Control ဒီအဖွဲ့ဟာဆိုလို့ရှိရင်သူတို့ကဒီ Korea War ဖြစ်ခဲ့တဲ့အခါ1950လောက်ထဲကဖွဲ့စည်းထားတာပေါ့နော်။သူတို့မှာကနှစ်ပိုင်းရှိရဲ့ရှင်စောင့်ကြည့်သလိုဒါကိုထိရောက်အောင်လို့တကယ်အရင်းယူဆောင်ရွက်မှုတွေကိုလည်းလုပ်အထူးသဖြင့်စီးပွားရေးနဲ့ ပတ်သက်လာတာတွေ trade sanction တွေနဲ့ပတ်သက်လာတာတွေအခုဆော့ချက်သူတို့ဆိုလို့ရှိရင်သူတို့ sanction list တွေထဲမှာပါတယ်ပေါ့နော်နောက်တစ်ခါ Yoyo criminal investigation နဲ့ဒီ intelligence work တွေเนี่ยနည်းနည်း꿰ပြပါတယ်သူတို့တွေကအခု FBI federal level တွေပါ ပါဝင်လာပြီးဆိုတာဟာသူတို့ဟာ data ကိုရယုံတယ်မဟုတ်တော့ဘူးရထားပြီးသားအချက်လက်တွေကိုတန့်စင်ပြီးသွားပြီဒီဟာတွေကတကယ်ဟုတ်သလားမဟုတ်သလား analyze တွေလုပ်ပြီးပြီးသူတို့အနေနဲ့သ ေးကြပြီးဆိုတဲ့အထွက်ကြောင့်လို့ tax force တော့မဟုတ်ဘူးပေါ့နော် strike force ဆိုတာချိန်မရွေးသူတို့ဝင်ရောက်ပြီးတော့ဖမ်းမယ်ဆိုတဲ့အဲ့လိုလုံနိုင်တဲ့အနေအထားကိုထိုင်းမှာရှိနေတဲ့ war room tax force ဆိုတာရှိတယ်ဥပောင်းပြီးတော့မှဒီကိစ္စတွေကိုထိထိရောက်ရောက်တင်းတင်းကြပ်ကြပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ရှင် Scam Center Strike Force ဟာအမေရိကန်အစိုးရဥဆောင်တဲ့ဌာနပေါင်းစုံပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်။လုပ်ငန်းစဉ်မှာအမေရိကန်တရားရေးဝန်ကြီးဌာန DOJ ၊ပြည်တော်စုစုံစမ်းစစ်ဆေးရေးဘူရို FBI ၊အမေရိကန်လျှို့ဝှက်စုံစမ်းရေးဌာန USSS တို့အဓိကပါဝင်ဥဆောင်နေတာတွေ့ရပါတယ်။ဒီအဖွဲ့ဟာမြန်မာ၊ကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေကလိန်လည်မှုကွန်ရက်တွေကိုဖြိုခွင်းမှုရာဇဝမှုစုံစမ်းစစ်ဆေးတာတန်ခတ်ပေးဆိုတာနဲ့ပိုင်ဆိုင်မှုတင်းဆဲတာအပါအဝင်ဖြစ်နိုင်တဲ့နည်းလမ်းအလုံးကိုအသုံးပြုဖို့ရည်ရွယ်ချက်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံပါဝင်မဟာမိတ်နိုင်ငံတွေကရဲတပ်ဖွဲ့တွေနဲ့တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ဖို့ FBI အေဂျင့်တွေကိုဆီလွတ်တာအပါအဝင်နိုင်ငံတကာအစိုးရချင်းပူးပေါင်းဆောင်ရွက်တာတွေလည်းရှိလာမှာဖြစ်ပါတယ် FBI ကိုကျွန်တော်တို့ tip လုပ်လို့ရတယ်ဒီကလူတွေရတယ် tip line နဲ့မှာကြားဖြတ်ရတဲ့ပတ်စံတွေကိုအမေဘူးဖြစ်အောင်လုပ်တဲ့လူတို့အဲ့ဒီဟာပတ်စံတွေရဲ့အကျိုးစီးပွားနဲ့ဒီမှာအိမ်ွယ်တွေပါလုပ်တယ်ညာလုပ်တယ်เนาะဆိုရင်ဒီမှာတိုင်လို့ရတယ်ဗျာသတင်းရှိသမျှအကုန်လုံးတိုင်လို့ရတယ်ဆိုတော့ဒီကလူတွေကတော့သတင်းရတယ်ဆိုလို့ရှိရင်တတ်နိုင်သလောက် FBI FBI ပို့တဲ့မှာပေါ့နော်ကြားဖြတ်နေစစ်တပ်နဲ့အဆက်အသွယ်ရှိတာစစ်တပ်ကနေပြီးတော့ကြားဖြတ်အတွေ့လုတ်ပေးနေတဲ့သူတို့ဒလန်နေပါတယ်ရှိတယ်ဆိုရင်သတင်းပေးလို့ရတယ်အမေရိကန်အစိုးရကြားဖြတ်တိုက်ဖြတ်ရေးအထူးဖွဲ့ရဲ့လက်တလောပြမှတ်ကတော့ရာဇဝတ်ကွန်ရက်တွေရဲ့ငွေကြေးစည်းစိမ်ရလမ်းကြောင်းတွေကိုဖျက်တောက်ဖို့ဖြစ်ပါတယ်အထူးအဖွဲ့ဟာအချိန်ကိုတွင်းမှာဒေါ်လာတန်400ကျော်တန်ဖိုးရှိတဲ့ cryptocurrency တွေကိုသိမ်းဆည်းနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ထိုင်းမြန်မာနယ်စပ်ဟာဒေါ်လာရင်းအရသူတွေအတွက်အရေးပါတဲ့ဒေတာဖြစ်ပြီး အမေရိကန်ဆိုရရဲ့ကြာဖြတ်နေတဲ့ခြေလန်းဟာတော်လိုင်းအရာစုတွေအတွက်ကောင်းမွန်တဲ့တက်ရောက်မှုအဖြစ် တတိထားတဲ့အချက်တချို့ရှိလာနိုင်တယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ်။ KK ဘက်ကဆောင်ပြီးတော့ပုံကျဲပြတော့ပါတော့ဆိုတော့မျိုးတွေလုံနေတာတွေ့နေရလေ။သူတို့ဟန်ပြမှသိတာနဲ့ဆိုတော့ဒီသတင်းတွေကစစ်ကောင်စီကကြိုပြီးရနေလို့ US ကိုချဉ်ကပ်ချင်လို့လုံနေတာကြီးလည်းဖြစ်နိုင်တယ်ဗော။ KNU ကတော့ကုလသမားလည်းဖြစ်နေဆိုတဲ့အနေထားကြောင့်ပိုအရေးကြီးအောင်နော်။သူတို့အနေနဲ့အခွင့်အရေးကိုမိမိရဆုတ်ခံဖို့တော့အရေးကြီးပါတယ်။ US ကိုကူအောင်ဆောင်ပြီးပေးဖို့တဲ့ offer တွေလုပ်အောင်စနစ်ကြတယ်ချဉ်ကပ်မှုတွေလုပ်အောင်။ US နဲ့ပေါင်းရင်းတော့ဒီလိုနေနေတယ်ဗော။ကူအောင်ပေါင်းရင်ဆောင်ရမယ်ဆိုတဲ့ incentive တွေ United States ကိုအချင်းကပ်ပြီးပြောသိနေတာပေါ့နော်ရအောင်လုပ်သိနေတယ်သူတကယ်လည်းပူပေါင်းဆောင်ရတဲ့တယ်စစ်ကော်မရှင်ကလည်းသူတို့ကလည်းဒါကိုသိလို့ US ကိုချင်းကပ်ဖို့လည်းစူးစမ်းနေကြတယ်လို့ကျွန်တော်လည်းမြင်တယ်တိတ်ရေးကြည့်တယ်ပေါ့နော် opportunity တခုလည်းမဟုတ်ဘူးကျွန်တော်ပြင်ပလန်လည်းသတိထားမယ်ဆိုတော့အနေနဲ့တခုလည်းရှိနေတယ်ဆိုတော့ကျွန်တော်ထောက်ပြချင်တယ်ကြဖြန့်ငွေလိန်လုပ်ငန်းမျိုးကိုတောင်ရင်မြကန်တလျှောက်ကရွှေကုတ်ကိုမဲထော်တလေးအင်ဂျင်မြိုင်ဧကတထောင်ရွှေဘရောင်းမြိုင်ကြောက်ခတ် AA site ဝန်ခအစားတဲ့မြေနေရာတွေမှာတရုတ်နိုင်ငံသားတွေကယင်းကြီးမြုံနယ်မီလောက်ကင်နေတာပါ ိုဝင်ဘာ10ရက်နေ့ကထိုင်းဝန်ကြီးချုပ်အနုချင်းချန်ဝီရကွန်ဟာထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကိုရောက်ရှိလာပြီးကြားဖြန့်စစ်ပွဲဆင်နွှဲသွားမယ်လို့ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဆိုရကကြားဖြတ်နေတဲ့အထူးတပ်ဖွဲ့ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီးဒေသတွင်ကြားဖြတ်လုပ်ငန်းတွေမှာကျော်စောသတင်းထွက်နေတဲ့ GKB ဗိုလ်ချုပ်စောစန်းအောင်ကတော့စိုးရိမ်မှုမရှိကြောင်းတုံ့ပြန်ပြောဆိုထားပါတယ်။ရွှေကုတ်ကမြို့သစ်စီမံကိန်းကိုနေကြသောတန်နဲ့ပူပေါင်းတည်ထောင်ခဲ့တဲ့ကြားဖြတ်ဂိုင်းကောင်းဆောင်ရှိကြည်ချန်းကိုနိုဝင်ဘာ၁၂ရက်နေ့မှာထိုင်းဆိုရကတရုတ်ဆိုရစီကိုလက်ပြောင်းပေးအပ်ခဲ့ပါတယ်။အမေရိကန်ဆိုရကကြားဖြတ်နေနေအထူးတပ်ဖွဲ့ဖွဲ့စည်းကြောင်းကျင်းညာတဲ့ရက်စွဲနဲ့တပြိုင်တည်းမှာ၂၀၂၂ခုနှစ်တုန်းကဖမ်းဆီးခဲ့တဲ့ကြားဖြတ်ကောင်းဆောင်ရှိကြည်ချန်းကိုထိုင်းဆိုရကတရုတ်ဆိုရစီ ွေကိုလက်ပြောင်းပေးအပ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်သူတချမ်းသာပါ။အမေရိကန်က DKBA ကောင်းဆောင်၄ယောက်ကိုတန်ခတ်ပိတ်ဆို့ထားတဲ့နယ်ပတ်သက်လို့ DKBA စေဦးစီးအရာရှိချုပ်ဘူချုပ်စောဆန်းအောင်ကတော့နိုင်ငံရေးချောင်းမှာဘာပိုင်ဆိုင်မှုမှမရှိတဲ့အပြင် FBI အထူးတပ်ဖွဲ့ဖွဲ့စည်းတာအပေါ်စိုးရိမ်စရာမရှိဘူးလို့ပြောပါတယ်။အောင်ခတ်သတင်းပေးပို့ထားတာပါရှင်။ကင်းတိုင်းနယ်နဲ့ကင်တပ်ဖွဲ့ဖြစ်တဲ့ ဒီမိုဒီစီချိုးပြုတ်ပြင်းတက်မလို့ဒီကေဘီတပ်ဖွဲ့ရဲ့ခေါင်းဆောင်၄ယောက်နဲ့ထိုင်းနိုင်ငံသားတယောက်ကိုတန်ခတ်အေးအေးလိုက်တယ်လို့ငွေမော်လာ၁၂နှစ်နေကအမေရိကန်ကထုတ်ပြန်ပါတယ်အမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားနေနေနေတဲ့တယောက်ရာဇဝတ်ဂိုင်းနေနဲ့ဆက်ဆက်ပြီးအွန်လိုင်းလေလံမှုဂျာပြန်စင်နာတွေတီထောင်နိုင်မှုပူပေါင်းဆောင်ရွက်ခဲ့တာကြောင့်စီဥစည်းချုပ်ဗိုလ်ချုပ်ကြီးဆော့စတီစီဥစည်းရာရှိချုပ်ဗိုလ်ချုပ်ဆော့ဆန်းအောင်ဗိုလ်မှုချုပ်စန်းကျော်လာနဲ့စီရေးချုပ်ဗိုလ်မှုကြီးဆော့စင်ဝင်းတို့ကိုအရေးယူခဲ့ပါတယ် တန်ခပ်ပိတ်ဆိုတာလဲဟိုပိတ်ဆိုတော့သူပိတ်တင်ပိတ်ထလို့ပိတ်တယ်ကျွန်တော်တို့လည်းဟိုနိုင်ငံခြားမှာလည်းဘာမှပိုင်ဆိုင်မှုမရှိဘူးတော့နော်နိုင်ငံရဲ့ခြားမှာပိုင်ဆိုင်မှုရှိဘူးသူတို့ဘာကြောင့်ပိတ်လဲမသိပိတ်တယ်လို့လည်းတချို့ကမပတ်သက်တဲ့လူလည်းပိတ်ပတ်သက်တယ်လို့သူပိတ်အနေထားလို့တွေ့ရတာကြည့်ရနော်ဒါဘာမှပြောမရှိဘူးကြပြန်ဝင်လီလုပ်ငန်းတွေကိုတောင်းရင်မီကန်ရှောက်ကရွှေကုတ်ကို မထော်တလေအင်ဂျင်မြိုင်ဧကတရာရွှေပြောင်းမြိုင်ကြောက်ခတ်အေအေဆိုင်ဝမ်ခါစတဲ့မြင်းနေရာဒီမှာတရုတ်နိုင်ငံသားတွေကရင်းနှီးမြှုပ်နှံပြီးလောက်ကင်နေပါတယ်။အွန်လိုင်းကြံပြန်လုပ်ငန်းတွေအတွက် DKV တပ်ဖွဲ့ဝင်တွေကလုံခြုံရေးအဆောက်အအုံပေးထားပြီးကြံပြန်လုပ်ငန်းတွေအတွက်လူကုန်ကူးတာလူကုန်မှုခံရမှုတွေပေါ်အကြမ်းဖက်နှိပ်စက်တာတွေကို DKV ကကျူးလွန်နေတယ်လို့အမေရိကန်ကထုတ်ပြန်ခဲ့ပါတယ်။ င်ကျွန်တော်တို့သူသူတွေဟိုနေတာမရှိပါဘူးဒီနေဆက်တောင်းရင်တဆိုင်မှာသူမလို့တာကင်လာရှိတော့ကျွန်တော်အနေနဲ့ကျွန်တော်လောက်တာမဟုတ်ဟိုရင်ကကျွန်တော်အောက်ခြေအတက်မှုတွေလောက်တာဟိုကင်လာပြန်ပို့တဲ့နေရာမှာကျွန်တော်အင်တာဗျူးပေးတယ်ကျွန်တော်ပြောပြတယ်ကျွန်တော်ဆောက်ဆောက်ပြတာကျွန်တော်သမီးတွေ့တာပဲရှိတော့အခုလဲဟိုသူ့နိုင်ငံလားအဲ့ဒီသူလည်းပြန်ခေါ်လိုက်လဲကြိုလိုက်ရလားကျွန်တော်လည်းဟိုဒီမှာဟိုကြာလီဟိုတော့ဘုံဖြစ်နေတယ်တကယ်တမ်းကျတော့ဒီလူတွေကျွန်တော်တို့ဖမ်းရတာလည်းတရားမရှိဘူးဖိတ်ခေါ်ရတယ်တရားမရှိဘူး သူတို့နင်းနေသူတို့လာပြီးတော့ဟိုပြန့်ကျဲသွားပဲရှိတော့ကျွန်တော်မြင်တွေ့ရတာနော်တကယ်တကယ်ကျတော့ဟိုတောင်းတောင်းခနဲ့လခေါ်လဲဟိုကျွန်တော်လည်းဟိုဘယ်လိုပြောမလဲအပြောဆိုတော့မသက်သာလဲအခုကဟိုဗာမဟုတ်ဘူးနဲ့ဟုတ်တယ်လူကမဟုတ်တယ်လူကအကောင်လုံးပြောဆိုခံနေရတယ်ဒါမောတယ်မောတယ်နော်အွန်လိုင်းကြံပြန်ဝင်လင်းလုပ်ငန်းကိုဖိလစ်ပိုင်၊ဗီယက်နမ်၊ပါကစ္စတန်၊မလေးရှား၊ကိုရီးယား၊အာဂျင်တီးနား၊ထိုင်း မြန်မာစတဲ့ထောင်ထဲချီတဲ့နိုင်ငံသားတွေကဝင်ရောက်လုပ်ကိုင်နေတာပါမြန်မာကမ်ဘောဒီးယားနဲ့လာအိုနိုင်ငံတွေက ကြားပြန်လုပ်ခေါ်တဲ့အွန်လိုင်းလေလံမှုစင်တာတွေကိုနှိမ်နှင်းမှု အမေရိကန်တရားရေးဌာနက FBI နဲ့ပူးပေါင်းပြီးအထူးတပ်ဖွဲ့တစ်ခုလည်းဖွဲ့စည်းလိုက်ပါတယ်။ဟောသူတို့ဟိုနိုင်ငံသူနိုင်ငံသားဟို political နဲ့လည်းသူတို့ဖွဲ့စည်းတာသူတို့နိုင်ငံသူနိုင်ငံသားကောက်ွက်တာကောင်းပါတယ်။ကျွန်တော်တို့တွေ့လဲဟိုစိုးရင်းစရာသူတို့ရှိပါဘူးရော။ ေအခုကသူ့နိုင်ငံသားထိခိုက်နေတာလို့ဆိုတော့ဘယ်လိုမလဲသူကကွယ်ရမှာပေါ့လေနော်ဒီမှာရောက်ရှိတဲ့လူတွေကျွန်တော်တရားမှဖန်တယ်လည်းမရှိဘူးဖိတ်ခေါ်တာလည်းမရှိဘူးကျွန်တော်တို့ passport နဲ့ထုတ်ပြီးပြီးတော့ကျွန်တော်တို့စီလာတာလည်းမရှိဘူးလေနော်ဟုတ်ကဲ့သူ့နိုင်ငံလေသူတို့ passport နဲ့သူတို့လာပြီးတော့အဲကျွန်တော်တို့တိုင်းပြည်ကိုရောက်လာတာအဲသူတို့ passport ထုတ်ပြီးတဲ့အချိန်မှာမေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော့ဟိုစကားမပြောဘူးဗျာနော်လိုက်ပြီးတော့အထူးဖွဲ့နေပါလေဖွဲ့စားလည်းမလုပ်ဘူးလေတနေငယ်နဲ့တနေငယ်တလောက်ချားတာဟုတ် ဘယ်လိုပြောမလဲသူဖွဲ့လဲဟိုခေါင်းစင်မဲ့ရှိတယ်ရတော့မှဟိုအပြည့်ဝသူနေနေလို့ရချင်မှရမယ်လေဒါပေမဲ့ဒီဥစ္စာကဟန်တာကျွန်တော်လည်းဟိုအကုန်လုံးမောင်းထုတ်မှာပါတချို့ကလည်းမောင်းထုတ်တိရစ္ဆာန်လုံးမောင်းထုတ်လဲသူတို့ကလည်းဟိုလက်မခံဘူးမပြန်ဘူးသူတို့ဒုက္ခရောက်မယ်အမျိုးမျိုးဟိုနေတာရှိတယ်ဆုံးတာပဲဗျာဒါကြီးကြတာနော်ငွေဝဆိုင်ကြီးကထိုင်းဝန်ကြီးချုပ်အနုဒီချန်ဝင်းရင်ကွန်းဟာထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့ကိုရောက်ရှိလာပြီးကြပြန်စစ်ပွဲဆင်နွှဲသွားမယ်လို့ပြောကြားခဲ့ပါတယ် ဒါအပြင်ထိုင်းနိုင်ငံဘန်ကောက်မှာအွန်လိုင်းလုံခြုံရေးမှုနဲ့အကျဉ်းချခံနေရတဲ့ရွှေကုတ်ကုံမြို့တည်တည်ထောင်သူအ धिक ခေါင်းဆောင် ကြားပြန်ခေါင်းဆောင်ရွှေချင်းချန်းကိုထိုင်းအနာပိုင်းကမဝင်မဆက်နေနေကတရုတ်အနာပိုင်းကြီးလက်ထဲလွှဲပြောင်းပေးလိုက်ပါတယ်ကျွန်တော်အောင်ခံပါ ဂျပန်နိုင်ငံကထိုင်ဝမ်ရေလက်ကြားမှာစစ်ရေးအရဘလို့ပါဝင်ပတ်သက်မှုမျိုးကိုမစိုးရန်စကျူးကျော်တဲ့လှုပ်ရဲလို့သတ်မှတ်မှာဖြစ်ပြီးပြပြထထန်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနကသတိပေးလိုက်ပါတယ်။ဒါဟာဂျပန်ဝန်ကြီးချုပ်ဆာနာယေတာကိုင်ချီကဂျပန်ရဲ့အရှင်ကျန်မှုအပေါ်ချင်းချောက်တဲ့အခြေအနေတရအဖြစ်ရှုမြင်ရင်ထိုင်ဝမ်ရေလက်ကြားမှာစစ်ရင်အားသုံးနိုင်တယ်လို့ပြီးခဲ့တဲ့အပတ်ကလွှတ်တော်မှာပြောကြားခဲ့တာအပေါ်တရုတ်ကတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ ဂျပန်ရဲ့2015လွန်ကျော်ရေးဥပဒေအရရှင်းချက်မှုကိုချင်းချောက်ခံရတဲ့အခြေအနေဆိုတာဟာမဟာမိတ်တနိုင်ကန်တိုက်ခတ်ခံရတာဟာဂျပန်အတွက်ပါချင်းချောက်မှုဖြစ်လာရင်ကာကွယ်ရေးတပ်ဖွဲ့တွေကိုအသုံးပြုခွင့်ရှိတယ်လို့ဆိုလိုတာဖြစ်ပါတယ်။မစ္စတာကာအီချီကဒါဟာအနုမာနမှန်ဆချက်သာဖြစ်တယ်လို့နောက်ပိုင်းမှာရှင်းလင်းခဲ့ပေမယ့်သူ့ရဲ့စကားကိုတော့ပြန်ယုံသိမ်းဖို့ညှင်းဆန်ခဲ့ပါတယ်။တရုတ်နိုင်ငံသားရေးဌာနပြောခွင့်ရပုဂ္ဂိုလ်လင်ကျန်းကဂျပန်ဟာဒီရန်လိုတဲ့မှတ်ချက်ကိုချက်ချင်းပြန်ယုံသိမ်းရမယ်လို့တောင်းဆိုခဲ့ပါတယ်ရှင်။ ။ TV ဥမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါ။ကျမတော့ငုခတ်တာပါ။ကျေးဇူးတင်ပါတယ်ရှင်။